စာရေးသူကြည်မြရေးသားထားတဲ့ဤအမှားဆိုတဲ့ဝတ္ထုတော်လေးကိုဖတ်ပြပေးကြပါရစေ။ကျမတို့စာဖတ်သူခွန်ရှချိုပါ။ Listeners Heaven Audiobook Channel ကနေတင်ဆက်တာဖြစ်ပါရစေ။ကောင်းငင်ပြင်းအောင်မှုံမှိုင်းအောင်ဆိုင်လို့နေပါရင်တကယ်ဆိုရင်တော့အခုချိန်ဟာအရှိရိုးမစီမှာလင်းရောင်နေပင် စုံနေရောမယ်။ဒါပေမဲ့မိုးတိမ်မိုးကြေရောရဲ့ရှက်တန်းကာစီမှုကြောင့် ရောင်နေကိုလည်းမမြင်ရတမိုးလုံးပိမ့်ပိမ့်၍မှောင်ခဲ့ပါတယ်။အဲဒါကြောင့်ရုတ်တရက်နိုးလာတဲ့လူတယောက်ဆိုရင်တော့သကောင်ရန်လို့ထင်မှားရလောက်အောင်လောကတဲ့အလုံးဟာအမှောင်တုံးကြီးဖြစ်လို့နေပါတယ်။ဒီချိန်တွင်မိုးဝဲကလေးတွေကမုတ်တုံလေးနဲ့ပလဲနံပါတ်တင်ကဆွေဆွေဆောင်းဆောင်းကြဆင်းလာကြပြန်တယ်။ဒီမိုးဝဲကလေးတွေဟာ ဂျမန်နေ့ညဦးပိုင်းကသဲထန်စွာရွာခဲ့တဲ့မိုးကြီးရဲ့နောက်ဆက်တွဲပင်ဖြစ်ပါတယ်။မရွာရင်နေသေးပေရော့။ရွာမဲ့ရွာရင် အိတ်သွန်ဖာမောက်ရွာတတ်တဲ့ရွှေညာကမိုးဟာဂျမန်နေ့ညဦးပိုင်းမှသည်မိုးတောက်လို့နီးတိုင်အောင်မိုးကောင်းချောင်းစီရွာခဲ့ပါတယ်။ကိုတက်တော့ကဂရင်ပေါ်မှာပက်လက်ကလေးနေရာမှာ လေးလံတဲ့မျက်ခုံကိုအားယူပြီးတော့အထက်သို့ပင်လိုက်တယ်။ဒီနောက်သူ့ပေါ်သို့တဖွာဖွာဆင်လာတဲ့မိုးဆက်တွေဝင်ရောက်မှန်ပတင်းစီတို့ မရှူစိတ်မကြည်နဲ့တဲ့မျက်နာချင်းနဲ့ကြည်လိုက်ပါတယ်။ပြီးတော့မှသူဟာအန်ခဲကမျက်လွာကို ချပြီးတော့ခါစီရင်ရှော့ချနေတဲ့ဆောင်းကို သူ့မှာကြံသေးသမျှအားနဲ့အထက်သို့တဖြည်းဖြည်းဆွဲယူလျက် သူ့မျက်နာကိုမိုးတံမှကာကွယ်လိုက်ရှာပါတယ်။တကယ်လို့လွန်ခဲ့တဲ့တစ်လအချိန်လောက်ကသာဒီနေရာဒီကရင်ပေါ်မှာကိုသက်ထုံရောက်နေခဲ့ရင်သူ့ဒီမိုးပေါက်ကလေးတွေဟာအခုလိုဝင်ရောက်နှိပ်စက်နိုင်မှာမဟုတ်။မိုးပွဲကလေးတွေကို ထားလိုက်ပါဦး။ဒီပရင်မှန်နေရလဲတစ်ချိန်ကတော့မိုးသေးကြီးတွေတွန်းချတာကိုပင် ကြင်ကြက်ခံခဲ့ရမဟုတ်ဘူးလား။ ခုတော့ထိုနေရာမှမှန်ချက်ကလေးတွေဟာအချွန်အတန်အဆအနကလေးတွေ အဖြစ်ဖြစ်တာဂရင်းပေါက်ပေါမှာတနာပွဲရာမီးတင်၍ဂျန်ရစ်ခဲပါတော့တယ်အခါပြန်ဆိုရာဖောက်၍ခွဲ၍လူ၍တဲရတယ်ဆိုပြီးတော့တတိချချက်မှတ်ထားတဲ့ကိုရွှေလူမတမအချို့အတွက်တခါကသူတို့သဘောကျဒီတဒအိုးမျိုးကလေးဟာ သဇီဝသဘောမှနိဇီဝသဘောတို့ပြတ်လျှောရှာခဲ့ပူပါတယ်။ဒီတတဦးမြို့ကတော့သခိုင်းနဲ့မျက်နှချင်းဆိုင်အေယာဝရီမြစ်တစ်ဖက်မှာရှိပြီးတော့သခိုင်းပိုင်ဖြစ်ပါတယ်။တတဦးရဲ့နောက်ခံကတော့စိန်ကြီး၊မြန်ကြီး၊ရိတ်ကြီးတောတောင်မဟုတ်ပေမဲ့တဘုံတို့ခိုအောင်မိခိုရန်ကောင်းတဲ့တောတောင်ဒေသများစွာရှိခဲ့လို့ကွန်မြူနစ်တဘုံတို့ရဲ့ခလုတ်တိုက်ခြင်းကို မကြမကြခံခဲ့ရပါတယ်ပထမချိန်တရတူးပြတ်တဲ့ထိုအခါကကိုရွှေလူမတမအချွတ်အားမကျဲတဲ့အမြင်နဲ့ငွေရမှုတစ်ခုတည်းကိုသာကြည့်ကလွတ်လပ်တဲ့နိုင်ငံသားပြပီးလွတ်လွတ်လပ်လပ်ဖောက်၍တည်ယူကြပါれဖြက်၍လည်းယူကြပါれထုခွဲ၍လည်းနှိုက်ကြပါれထိုထိုသောကံစိုးအားရုပ်ဝတ္ထုတွေထဲမှာအခု ကိုသက်ထွန်းတက်နေတဲ့ပြည်သူစေယုံကြီးရာလဲဖောက်တယ်လို့ပြုသမျှနှုတ်ကြရပါပါတယ်။စေယုံမှာကရင်နေ၊ဆောင်းနေ၊အယခင်းနေ၊တောက်စေးပလင်းနေ၊ထိုးစေးပလင်းနေ၊စေးပြားစေးမှုန်နေ။နောက်ဆုံးပရင်းမှမှန်ချက်တွေသူတို့ဟာဘလောက်စီးမဲ့ကြတယ်လဲဆိုရင်တော့အဖိုးတန်နေမတန်နေဆိုတာကိုတော့သူတို့မသိဘူး။ လိုချင်တဲ့ဖြစ်စီကိုယူပြီးတော့မလိုချင်တဲ့ဖြစ်စီကိုတော့ထုခွဲဖျက်ဆီးခဲ့ကြပါတယ်။တနေ့တော့အခါကျရင်သူတို့အပြုတ်မှုတွေကလည်းသူတို့လိုပြည်သူလူထုစည်ရင်သားတွေပုံ၍ထိခိုက်တတ်ပါကလားဆိုပြီးတော့လဲသူတို့မတွေးတွေးတောမျှော်ခေါ်တတ်အောင်လဲသူတို့မှညာနာဖလားမရှိ အခုတော့ဖျားလို့မှ စေးစီယာမခေါ်နိုင်နဲ့ကိုသက်ထွန်းတို့လိုစည်ရင်သားတွေရဲ့အားထရာပြည်သူစေယုံမှာ မတိတတ်သူပြည်သူလူထုအချို့အဝါကြောင့်ဒူနာတွေအတွက် ဆောင်းလဲမလုံလောက်စေးလဲမစေးကနောက်ဆုံးမှာတော့မိုးကလေးဖြူးဖြူးဖြောင်းဖြောင်းကြာရုံနဲ့ဒူနာတွေမှာရွှဲရွှဲကိုဆူလို့အလဲကျဆရာမကလေးကကိုသက်ထုံရဲ့မျက်နှာမှာအုတ်လျက်ရရှိတဲ့ဆောင်းကိုလှပ်ဖို့ဟန်ပြလိုက်ပါတယ်အနီးမှာရက်နေတဲ့ကိုသက်ထုံရဲ့ဇနီးကလေးမတ်တင်ထွေးဟာမြင်ရအန်စင်းစင်းသူ့ချစ်လင်မျက်နှာပေါ်လာမဲ့စီကို အစိုးရင်ကြီးတဲ့စိတ်ဇောနဲ့ကြည်နေပါတယ်။မျက်တောင်မှမခတ်နိုင်အသက်မှမှန်မှန်မရှူရဲလေသွေး၍ကြွတက်မုန်းမောက်လာတဲ့လိုင်းလုံးကလေးတွေလိုပဲမငြိမ်သက်တဲ့ရင်နဲ့သာစူးစိုက်လျက်ရှိရှာပါတယ်။ဆီယမကလေးဟာခေါင်းစီမှကန်ကာဆောင်းကိုလှစ်လိုက်တယ်။ရုပ်ပြက်စင်ပြက်ဖြစ်နေတဲ့ကိုသက်ထုံမျက်နှာဘွားကနေ မတ်တင်ထွေးကိုနှုတ်ခွန်းဆက်လိုက်ပါတယ်။မတ်တင်ထွေးဟာသူ့ခင်မွန်းတဲ့မျက်နာကို မကြည့်ရတဲ့လို့နဲ့သူ့မျက်နာကလေးကိုလဝါးနှစ်ဖက်နဲ့အုပ်ခါခင်ငနေတစ်ချက်မျှရှိုက်လိုက်မိပါတယ်။ဆီယာမက တွဲကျနေတဲ့နှက်ခမ်းပွားတက်နေတဲ့နှာခေါင်းအခြေအနေတို့ကိုကြည့်ကဥကောင်းကိုဖြင်းညင်းစွာရမ်းလိုက်ပါတယ်။ဆီယာမသူ့လေး မတင်ထွေးရာစူးတက်တုံရင်နေတဲ့အတန်းကြောင့်စကားကိုယ်တော်ဆုံးအောင်မပြောနိုင်ပဲကရင်ဘေးမှာကိုသက်ထွန်းခေါင်းရင်းစီတို့တိုး၍သွားပါတယ်။မင်းညာတညလုံးရွာတဲ့မိုးကြောင့်အအေးပတ်သွားတာပဲ။အအေးမိဆိုဆောင်းကလည်းမလုံလောက်မိုးကလည်းမလုံဆေးကလည်းမပြည့်စုံနဲ့လေ။ဆီယာမသူ့ဘာသာညင်းညူတယ်လို့နဲ့တိုးတိုးမြရေရွနေပါတယ်။ကိစ္စမရှိဘူးမလားဆီယာမဟမ် မတင်ထွေးရာမျက်ရည်တွေဝေနေတဲ့မျက်လုံးနဲ့ဆီယာမကိုမော်ကြီးကသူ့အတွက် အားပေးစကားကိုတောင်းပါတယ်။ဆီယာမကအဖြေမပေးဘဲလူနာရဲ့မှိတ်နေတဲ့မျက်ခုံကိုဆွဲကမျက်လုံးအိမ်အနေအထားနဲ့မျောလင်းချက်ရှိမရှိ ကြည့်လိုက်ပါတယ်။မတင်ထွေးကတော့ဆီယာမစီကအဖြေမရတာရဲ့အဆုံးမှာအာတင်းထားတဲ့သူ့စိတ်ကို ရှော့လိုက်ပြီးဖြစ်တဲ့အတွက်မျက်ရည်တွေဟာ ကံပေါင်ရိုးကျိုးပေါလာတဲ့ကဲ့သို့ဒလဟောစီစဉ်လာကြပါတယ်။ဆေးရုံကလေးမှာဆေးရုံနဲ့မမျှလူနာတွေဒင်းချမ်းပြည့်လျက်ရှိပါတယ်။တချို့မှာ ခရင်မရလို့တမန်တလင်းပေါ်မှာပဲတုံးလုံးပက်လက်အိတ်ကြရပါတယ်။ဒီချိန်ဟာအပြင်းလူတွေလူနာတွေကိုမေးနိုင်တဲ့အချိန်ဖြစ်တာကြောင့်မေးတန်မြန်းတန်ဝမ်းနေတန် ဝမ်းပန်းသာ၍ဟဟပပရီမောတန်တို့နှင့်ဆူညံလျက်ရှိတဲ့အတွက်လောကရန်တရားရဲ့လှည့်စားမှုကို တရားရှုသူတို့အဖို့ယုံကြည်ရနိုင်တဲ့အခါသမယပဲဖြစ်ပါတယ်။အဲ့ဒီအချိန်တွင်ကိုသထုံကရင်စီတို့အလဲကျဆရာဝန်ရှောက်၍လာပါတယ်။ဆရာဟောရီမှာတယောက်တွေ့ပြန်ပြီ။ဟိုခန်းကလူနာလို့အအေးပတ်သွားတာမျိုး။ဆရာမက အနီးရောက်လာတဲ့ဆရာဝန်ကို စီးချိုပြီးတော့ပြောလိုက်ပါတယ်။ဆရာဝန်ကစကားပြန်မပြောဘဲခေါင်းသာတစ်ချက်နှစ်ချက်များဆက်ခါပါလာတဲ့နှစ်ချက်နဲ့ကိုသက်ထွန်းရဲ့ရင်အောင်ဝမ်းပိုက်စတာတွေကိုဟိုရွှေ့ဒီပြောင်းနေစမ်းသက်လျက်ရှိပါတယ်။မတ်တင်ထွေးရဖျားဖျားနဲ့တရင်ဆရာဝန်ပြုမှုတွေကို ကြည့်လိုက်ဖြူဘက်ဖြူရောဖြစ်နေတဲ့သူ့ချစ်လင်ကိုသက်ထွန်းရဲ့မျက်နှာကိုကြည့်လိုက်နဲ့ မျက်လုံးကလေးကလေးကလေးဖြစ်၍နေရှာပါတယ်။အတန်ကြာတော့ဆရာဝန်ကနှစ်ချက်ကို ပခုံးထပ်မှတင်လိုက်တယ်။ဒါကြောင့်သူ့မျက်မှန်ထူကြီးကို ပြန်တက်လိုက်ရင်ခေါင်းကိုလေးစည်းစွာယမ်းကဘင်းနဲ့မှမတက်နိုင်ဘူးဆရာမ။ထိုးစည်းရလဲရှာမရတော့ဘူးလေ။ဆိုပြီးတော့အာရတန်ကြီးနဲ့ပြောပါတော့တယ်။ ဒီနောက်ဆရာဝန်ဟာတနားစပွဲ တရှိုက်ရှိုက်ဖြစ်နေတဲ့မတ်တင်ထွေးကလေးကိုကြည့်ကသူ့ဘောင်းမီအိမ်အတွင်းမှာပလင်းကလေးတစ်လုံးကိုထုတ်ယူလိုက်တယ်။ဆရာဝန်ကအဲ့ဒီပလင်းငယ်ကိုလက်မနဲ့လက်ညှိုးနဲ့ညှက်ခါအတန်ကြာကြာကလေးကြည့်နေပြီးတော့မှကလေးမကလေးဟောဒီမှာကြည့်စမ်းဟောဒီစေပလင်း၃ပလင်းလောက်သာဆက်ပြီးထိုးနိုင်မယ်ဆိုရင်ကလေးမယောက်ျားကံအပုံကြီးကောင်းလာနိုင်သေးတယ် အခုတော့ဖောက်တယ်တွေတဲကုန်ကြပြီလေမတက်နိုင်တော့ဘူးဆရာဝန်ဟာခေါင်းကိုလင်းလင်းကြီးရမ်းလိုက်ပါတယ်အဲဒီစကားကြောင့်မတ်တင်ထွေးမှာစုကနေဖြစ်သွားမိပါတယ်သူ့မှာရုတ်တရက်တော့ဒီသူရက်နေတဲ့စီးယုံကြီးတစ်ခုလုံးခြားခြားလဲသွားတယ်လို့ထင်ရမလောက်မူးဝေနောက်ကြည့်သွားရှာပါတယ်မျက်ရည်တော့ဝိလေရှက်တန်းနေတဲ့မတ်တင်ထွေးကလေးရဲ့မျက်စိဝင် တရင်ရင်မြင်နေတာကတော့ဆရာဝန်ပြသွားတဲ့ဆေးပလင်းအစ်စ်ပါပဲအစ်စ်ပါပဲကိုတက်ထုံယူလာတဲ့ဆေးပလင်းမျိုးကလေးတွေဒီမျိုးကလေးတဲ့တော့တပုံတို့ဝင်လာစဉ်ကသူ့ချစ်လင်ကိုတက်ထုံဟာဈေးရုံပစ္စည်းတွေကို၃កောက်တိတိဖောက်တယ်လုပ်ခဲ့ပါတယ်နောက်ဆုံးခေါက်မှာဆေးမုံပလင်းကြီးတွေဆေးရည်ပလင်းကြီးတွေအသေးတွေတဘုံတစ်ခေါင်းကြီးပါလာပါတယ် အဲ့ဒီပလင်းနေထဲမှာဆရာဝန်ပြတဲ့စက်ကိုပန်းအပြာကလေးနဲ့လေပင်ဟိုက်ဟိုက်တေးတေးပလင်းကလေးချက်ပြားဘူးရှည်ကလေးတစ်ခုမှာအတော်များများတွေ့ရပါတယ်။အကန့်လိုက်အကန့်လိုက်အခန်းကလေးတွေထဲမှာထိုပလင်းကလေးတွေကလှလုံးလုံးသူကိုယ်တိုင်ထုတ်ယူကအတော်ကြာကြာချိန်မိခဲ့သေးရေမဟုတ်ဘူးလား။စစ်ပါပဲ။ဒီရွယ်ဒီလိုတစိမ့်အပြာရင့်ကလေးတွေနဲ့ ဒီလိုအဖြူရည်ဆေးပလင်းကလေးတွေအခုတော့အဲ့ဒီဆေးပလင်းကလေးတွေကိုဓပလင်း၅မူးနဲ့မြို့ရဲဆေးဆိုင်မှာသူတို့ရောင်းခဲ့ပြီးပြီအခုတော့သူ့ချစ်သူ ကိုတက်ထွန်းအသက်ရှင်နိုင်မယ့်ဆေးပလင်းနေရာ သူ့လက်ဝဲမရှိတော့ဒီခါမှာမတ်တင်ထွေးရာဆ iam အခုအဲ့ဒီဆေးပလင်းမျိုးတွေယူလာခဲ့မယ်နော်ပြောရင်လည်းဆေးရုံမှာပြေး၍ထွက်သွားပါတယ်မတ်တင်ထွေးရာ ဆေးရုံမှာဆေးတိုက်တို့အတော်ကလေးမြန်မြန်ပြေးလာတယ်။အကယ်၍စိန်ရွှေတွဲလဲနဲ့ဝကောင်းဆလာဆင်ပြင်ထားသူမိန်းကလေးတယောက်သာ မတ်တင်ထွေးကဲ့သို့မြို့လေကောင်မှာဖက်နဲ့မပါပဲပြင်းနေပါမူလူရီယာရက်ကြည့်လိမ့်မယ်။ဘာဖြစ်လာလဲလို့ဆက်ဆုကြလိမ့်မယ်။မတ်တင်ထွေးကတော့လူရီကြည့်ကြည့်မကြည့်ကြည့်ခယူမဆိုင်။သူ့အဖိုးကတော့အဲ့ဒီစေးတိုင်မှာ သူတို့ရောင်းခဲ့တဲ့စေးပလင်းတွေကစေးပလင်းသုံးပလင်းကို ပြန်ပြီးတော့ရဖို့သာအရေးကြီးရဲ့။အတော်ကလေးသွားမိတဲ့အခါသူဟာတိုက်ရဲ့အပဝါကိုရောက်လာလို့ကိုရှိန်သက်ခါစေးဆိုင်ထဲကိုဝင်သွားပါရဲ့။ကံအားလျော်စွာပင်စေးဆိုင်တွင်မှလူနာသူနာတွေရှင်းလျက်ရှိပါရဲ့။ဆိုင်တွင်ရောက်သွားတဲ့အခါကြီးကမျက်စိကဲ့သို့ဇယဝင်ကိုရှာရဲ။ဘေးဘီကိုကြည့်ရဲ့။ ။နောက်ဖေးကိုမျှော်တယ်။ဆောင်းကိုလည်းမမြင်။ဆရာကိုလည်းရုတ်တရက်မတွေ့ရကြောင်းအလျင်လိုမှ အနှေးတွေ့ရတဲ့အမတ်တင်ထွေးမှာမနေတတ်မထိုင်တတ်ဖြစ်နေပါရဲ့။သူကအပေါက်တို့တဖန်ပြန်သွားကကိုသက်ထုံရှိရာဆေးရုံကို စိတ်မချသလိုထွက်ကြည့်ပြန်တယ်။ဒီနောက်အထဲသို့ပြန်ဝင်လာပြန်တယ်။သူ့မှာထိုင်ရမလို့ထားရမလို့နဲ့ဖြာများ၍သာနေရှာပါရဲ့။ အဲ့ဒီချိန်တွင် ကလားကပြားဆရာဝန်ဟာနောက်ဖေးစီမှအပြင်သို့ထွက်လာရာမတ်တင်ထွေကိုမြင်လို့ပြုံးလိုက်ရင်းနဲ့အေးကောင်မလေးစိတ်ပလင်ရအောင်မလားမေးပါတယ်မတ်တင်ထွေဟာမဲ့နေတဲ့သူ့မျက်နှာကိုအားတင်း၍ပြုံးလိုက်ရာက ရောင်းမလို့မဟုတ်ပါဘူးဆရာကျမတို့ရောင်းထားတဲ့စိတ်ပလင်အပြာပတ်ကလေးတွေကသုံးလုံးလောက်အရင်တိုင်းနဲ့မျှစီခြင်းလိုပါ ြောပါတယ်။ဒီနောက်မတ်တင်ထွေးဟာသူ့အိတ်ကပ်တွင်မှပတ်စံအားလုံးကိုထုတ်ယူကြည့်လိုက်ရာကြက်တံတရွံနဲ့မူးစိငါးစိတွေးလို့တမိုးကိုပြန်သွင်းကငွေတစ်ချက်ခွဲကိုလက်မှာကရင်နဲ့ဆရာဝန်ရဲ့မျက်နှာကို ကြည့်နေပါတယ်။ဟောဒီဆေးပလင်းနေကုန်သွားပြီ။ဆရာဝန်ကပြက်တောင်းတောင်းပြောပြီးတော့ကလထိုင်မှာဝင်ထိုင်ကအင်္ဂလိပ်သတင်းစာတစ်စောင်ကိုယူပြီးတော့ကြည့်နေပါတယ်။ မဟုတ်ပါဘူးဆရာကျမယောက်ျားစီးုံတက်နေရလို့အဲ့ဒီပလင်မျိုးသုံးလုံးရလို့ရှင်အသက်ရှင်မဲ့ပြောလို့လာရတာပါ ကျမတို့ပြန်ရောက်မှာကျမတို့ကျေးဇူးမမေ့ပါဘူးဒီခါမှာတော့မက်တင်ထွေးရမျက်နှာချိုမသွေးနိုင်ရှာတော့ပဲသူ့ပါပြင်ပေါ်တော့မျက်ရည်တွေတလိမ့်လိမ့်ကျလာပါတော့တယ်ကျေးဇူးမမေ့တာတွေမမေ့တာတွေကျုံမသိပါဘူးကျုံမှာအဲ့ဒီဆေးပလင်းတွေမရှိတော့ဘူးလို့ပြောနေပြီပဲဆရာဝန်ရော ဝင်လာစားက အရင်လိုအချောင်ရောက်အောင်မထင်ပြီးမျက်နှာချိုသွေးသလောက်မျောလင်းချက်မရှိတော့ရဲ့ခုချိန်မှာတော့မတ်တင်ထွေးပေါ်ဆက်ဆံပေါ်ကမောက်မာလာပါတယ်မတ်တင်ထွေးဟာဆရာဝန်ရဲ့ဇပွဲနီးမှာစောင့်ကြောက်ကလေးထိုင်ချလိုက်ပါတယ်ဆရာရဲ့ကျမတို့တနာပါမရရင်ကျမယောက်ျားရေတိမ်နေရတော့မှာပါဆရာဝန်ရာသတင်းစာကိုဖယ်ပြီးတော့မတ်တင်ထွေးမျက်နှာကိုကြည့်လိုက်တယ် ပြီးတော့မှကဲကဲနားညည်တယ်ငွေ30ကျပ်ယူခဲ့စေတုံးပလင်းပေးမယ်ဒါပဲပြောကသတင်းစာကိုဆက်ပြီးတော့ကြည့်နေတယ်မတ်တင်ထွေးရင်ထဲမှာစို့ကနေဖြစ်သွားပါတယ်အခုတော့သူတို့လင်မယားမှာကိုရှူးနဲ့ကိုပတ်ခါဒုက္ခတွေ့ကြပါပြီသူတို့ကိုတတ်ယူရင်တော့မှငွေ30ကျပ်မရနိုင်တဲ့အခုချိန်မှာ သူ့ချစ်လင်ကိုတက်ထုံးအသက်ကိုငွေ30ကျပ်နဲ့ဘလို့ကဲရမှာလဲဆရာရဲ့ကျမဆေးလိတ်လိုက်တာပါကျမယောက်ျားလှဲတိုက်ပါတယ်ကိုတက်ထုံးနေကောင်းလာရင်ကျမတို့နှစ်ယောက်ပေါင်းပြီးတော့ဆက်ပါမယ်ခုတော့ဒီငွေဖြင့်မရှိလို့ပါသေရပါစေရဲ့ဒါပဲပြောနိုင်တယ်ဒပလင်း30ကျပ်ပဲတောင်မင်းမို့လို့ကျုပ်ကလျှော့ပေးတာ ဒီစေးတပလင်းအခု15ချက်လောက်တန်နေတိရလားဩမတင်ထွေးမှာဒါပဲပြောနိုင်တယ်ဒီနောက်အဲ့ဒီဆရာဝန်ရာရက်ဆက်တဲ့ဆရာဝန်ဆိုပြီးတော့လဲသူတိလိုက်ပါသေးတယ်ဆရာဝန်ရဲ့အလုပ်ဟာမုံမြတဲ့အလုပ်ဖြစ်တယ်ဒါမဲ့ငွေရမှုတစ်ခုတည်းကိုသာကြည့်ပြီးတော့ဆရာဝန်လုပ်တဲ့သူတွေအဖို့ကတော့မုံမြတ်တော့ဆိုရင်နာမဝိသေသနာမဆိုင်တော့ပါဘူးအချို့သောဆရာဝန်ကောင်းတို့က ဆရာဝန်ပိတစွာနဲ့လူအသက်တစ်ချောင်းကဲတင်လျက်ကုကြပါရယ်။ညာစွာသောဆရာဝန်တို့ကတော့အဲ့လိုမဟုတ်ဘူး။သူတို့ရဲ့စီးတစ်ခွတ်စီးတစ်ပလင်းကြောင့်လူနာအသက်ပြန်ရှင်လာနိုင်သေးတာကိုသိလျက်ပင်ငွေမရလို့လူနာကိုရက်ဆက်စွာကြောခိုင်းသွားတဲ့ရာဒီဆရာဝန်မျိုးကိုပင်ကန့်ဆိုးခြင်းနဲ့မတ်တင်ထွေရာတွေ့၍နေရပါပြီ။ စေးယုံမှထွက်စင်ရတော့မျောလင်းချက်ကလေးကြောင့်မောရမမသိရှေ့ရမမသိစေးတိုက်ကို အပြေးလွှားလာခဲ့တယ်။သူ့မျောလင်းချက်အဆောက်အုံကြီးပြိုကွဲပျက်စီးခဲ့ပြီဖြစ်တဲ့အခုအချိန်မှာတော့မတ်တင်ထွေးဖို့ပြေးလဲမပြေးချင်းလွှားလဲမလွှားလို့မျက်နာကသာငုံလျက်စေးယုံစီတို့ ဖြည်းဖြည်းလေးလေးကြီးသာရှောက်ခဲ့မိပါတော့တယ်။ အဲ့ဒီအခါမှာပဲကိုသက်ထုံအပေါ်သို့သူဟာတိတ်ပြီးတော့ချစ်မိတော့တယ်တိတ်ပြီးတော့တနာမိတော့တယ်ကိုသက်ထုံသူ့အပေါ်ပြုစုယူရမှုကလေးတွေကလည်းမျက်စိရှိမှပေါ်၍လာပြန်ပါတယ်သူနဲ့ကိုသက်ထုံအိမ်အောင်ကြပြီး၃လအကြာမှာဒီတတဦးမျိုးကလေးကိုတပုံဝင်နေတပုံနေ15ရက်လောက်ကြီးစိုးပြီးရင်တော့အစိုးရရောက်လာတယ် အစိုးရဝင်ပြီးတဲ့နောက်ရက်မကြာမြင့်မိပါပဲကိုတက်ထုံးအပြင်းဖြားပြီးတော့ဆေးရုံကိုတင်ခဲ့ရပါတယ်သူတို့ရဲ့အိမ်တောင်သက်ဟာလမျှပင် မရင်သေးမီကိုတက်ထုံးဟာအခုသူ့ကိုပြစ်ပြီးတော့မတင်ထွေးရရှေ့သို့ဆက်ပြီးမတွေးရတော့လို့ရက်လိုက်ရပါတယ်တဖြည်းဖြည်းရှောက်လာရာက သူ့ရှေ့မလန်းမကန်းမှာဆေးရုံကြီးကိုမြင်ရပါပြီ မတ်တင်ထွေးရင်ကတဒိတ်ဒိတ်ခုန်နေတယ်။စေးရုံတွင်ဝင်ရမှာကိုပင်မဝင့်အောင်ဖြစ်နေပါတယ်။သူ့ခြေရီဟာနှေးကွေးလေးလံလွန်းလာပါ၏တကား။သူ့ကိုယ်သူအတင်းကစေးရုံတွင်သို့ဝင်ခဲ့တယ်။ကိုသက်ထွန်းရှိရာအခန်းစီသို့တိုးခဲ့တယ်။ကိုသက်ထွန်းထားရာကရင်ကိုမျော်၍ကြည့်လိုက်တယ်။ ခရင်ပေါ်မှာသူ့ချစ်သူ ကိုသက်ထွန်းကိုတော့မတွေ့ရတော့ပါဘူးတကယ်လို့ကိုသက်ထွန်းတို့လိုလူတွေဟာဒီဆေးရုံကပစ္စည်းတွေကိုမယူကြဘူးဆိုရင်မတ်တင်ထွေးရဲ့နောင်တတရားကနေထွက်ပေါ်လာတဲ့ရှိုက်တန်ကိုမှ ကိုသက်ထွန်းကတော့မကြားရှာတော့ပါဘူးဒီနေရာလေးမှာတော့ဆာရေးသူကြီးမြ1953ခုနှစ်ကရေးသားထားခဲ့တဲ့ ီအမားဆိုတဲ့ဝိထုတိုလေးကတော့ပြီးဆုံးသွားပါပြီရှင်။နားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။